လဲ2025မှာရှိတယ်။ 78D အပိုင်းကိုကြောက်။နံပါတ်1က Ipan Modular Cell Battery Equal to 3ပေးထားတယ်။ Modular Cell Battery Equal to 5ပေးထားတယ်။ And ပြီးတော့ Battery Crop Battery က1 minus 3 minus 4ပေးထားပြီးတော့ Find the possible values of battery.battery ဘာလို့ပြရမလဲရှင်းပြရအောင်။ဒါတို့ ဘတ်တာယူတော့ဘတ်တာဘူးကိုပေါ်ပြပေပေလို့ဆိုတဲ့ပြကြမှုဖြည်ရနှစ်ခုဒါမှမဟုတ်လို့ရှိရင်နှစ်ခုတည်းပိုးရအဖြည့်ဖြစ်တယ်။အဲ့တော့ဆရာတို့ဘယ်ရနဲ့ပြရမလဲဆိုလို့ရှိရင်ဆရာတို့ pro နဲ့ do နဲ့ဆက်သွယ်ချက် formula တွေကနေပြီးတော့ဆရာတို့ဘာလို့မလဲဆိုရင်တွက်ဟုတ်ပြီအဲ့တော့ဆရာတို့ဘယ် formula တွေကနေတွက်မလဲဆိုလို့ရှိရင်ဆရာတို့ scalar product မှာရှိရဲ့ဘတ်တာနှစ်ခုကြားထဲမှာရှိရဲ့ down ကို pi equal to ဘတာအီတော့ဘတာဘီပါမော်ဂျူဒတ်ဆော့ဘတာအီတော့ sorry မော်ဂျူဒတ်ဆော့ဘတာအီဘီမော်ဂျူဒတ်ဆော့ဘတာအဲ့ဒီကနေပြီးတော့သူတို့ဘတာအီတော့ဘတာဘီလို့ကြည်ဒီကောင်နဲ့ဒီကောင်နဲ့ဘာလို့လဲလို့ဆိုရင်ညှောက်လိုက်တယ်ဘတာအီတော့ဘတာဘီ equal to မော်ဂျူဒတ်ဆော့ဘတာအီမော်ဂျူဒတ်ဆော့ဘတာဘီ into cos theta ဒီ equation ကိုသုံးမယ် နောက်ထပ်တစ်ခုဘတ်တာပရိုဒတ်မှာဆရာတို့ဘတ်တာနှစ်ခုကြားထဲမှာရှိတဲ့ဓာတ်အုပ်လိုရှိလို့ရှိတယ်။ formula ကြီးက sin theta equal to modulus of ဘတ်တာ e cross ဘတ်တာ b by ဘတ်တာ e modulus of အဲ့ဒီပြောဆရာတို့ cross လေးကိုလိုချင်လို့ရှိရင်ဘတ်တာ e cross ဘတ်တာ b equal to modulus of battery modulus of battery into size d ဒီ equation တစ်ခုရဲ့ဆက်သွယ်ချက်ကနေပြောဆရာတို့ battery dot battery ကိုဘာလို့လိုက်လို့ဒီရှာလိုက်အဲ့တော့ဆရာတို့ရေးဦးဆုံးမရှာပြီးပေးထားတဲ့ခါလေးကိုရေးလိုက်မယ်ပေးထားတာက mod u equal to 3 mod v equal to 5 ဗတာယူခရော့ဗတာဘူး equal to 1 1 -3 -4 အဲ့ဒီမှာကြာဘာလေးကိုရင်ရှာထားလိုက်မယ်ဆိုလို့ရှိရင် modulus of beta e crop beta b ရင်ရှာထားလိုက် modulus of beta e crop beta b equal to square root of 1 square plus -3 square plus -4 တော့16 5 25 26ဘူးကန်စီပြီးလို့ရှိရင်ဆရာတို့ဒီ equation လေးနှစ်ကြောင်းကိုသုံးမယ်ဘတာ ਈ crop ဘတာ ਬੀ ဥပွဲတူအဲ့တော့ဘာဖြစ်လဲဆိုဒီမှာဆိုတော့ဘတာ ਯੂ crop ဘတာ ਬੀ ဥပွဲတူ modulus ဆိုဘတာ ਯੂ into modulus ဆိုဘတာ ਬੀ ဆိုင်တည်တာ။နောက် equation 1လို့ထားလိုက်။နောက်တစ်ခုပဲ equation လေးကိုအသုံးချမယ်ဆိုလို့ရှိရင် a dot b ကိုအသုံးချမယ်။ beta a dot beta b equal to modulus of ဟုတ်ဘူး။ဒါတော့ပါလေ။ beta u dot beta beta u dot beta b equal to modulus of beta u မော်ဂျူလက်ဆိုဘတာဝီကော့တီကိုရှင်ပြီးလို့ထားလိုက်အဲ့တော့ဆရာတို့ပေးချက်မှာရောမေးတဲ့အထဲမှာရောဆရာတို့ဆိုင်းကိုကော့လို့မပါတဲ့အတွက်ကြောင့်လို့ဒီဆိုင်းနဲ့ကော့တွေကိုဆရာတို့ပျောက်သွားအောင်ဖြောက်ပြရဆိုင်းနဲ့ကော့တွေပျောက်ချင်ရင်ဘယ်လိုဖြစ်ရင်ပျောက်မလဲဆိုလို့ရှိရင် sin square theta black cos square theta sin square theta black cos square theta မှာဘာနဲ့တူလဲဆိုလို့ရှိရင်1နဲ့အဲ့တော့ကျတော် ဆိုင်ကိုစကွဲပြအောင်လုပ်မယ်။ကော့ကိုစကွဲပြအောင်လုပ်မယ်။အဲ့တော့ equation 1ကိုနှစ်ထပ်တင်လိုက်မယ်။ equation 2ကိုလည်းဘာလုပ်လိုက်လဲဆိုရင်နှစ်ထပ်တင်ပြီးတော့ပေါင်းပြလိုက်။တော့ equation 1ကိုဆိုင်ကိုနှစ်ထပ်တင်မယ်ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုလို့ရှိရင် butter u carrot butter b square square တူ modulus of butter u square modulus of butter b square sin square theta ကိုပြရမယ် နောက်တစ်ခု equation 2ကိုလည်းဆရာတို့မလုပ်နိုင်လို့ဆိုလို့ရှိရင်နှစ်ခက်တင်လိုက်ဘတာယူတော့ဘတာပြီး equal to modulus of ဘတာယူ equal modulus of ဘတာပြီး equal cos square ဘာကြောင့်နှစ်ခက်တင်ရလဲဆိုလို့ရှိရင်ဆရာတို့ sin တွေ cos တွေတောက်သွားခြင်းတဲ့အတွက်ကြောင့်မို့နှစ်ခက်တင်လိုက်အဲ့တော့ စိုင်းလေးကော်ရီပြောက်သွားကြည့်နှစ်ထပ်တင်ပြီးတော့အဲ့ equation နှစ်ချောင်းကိုမလုပ်ပြရမယ်ဆိုရင်ဆရာတို့ပေါင်းပြရဒီကောင်လည်းမလုပ်ရမယ်ဆိုနှစ်ထပ်တင်ရမယ်နော်ပေါင်းပြလိုက်ပါပေါင်းတဲ့အခါမှာဘယ်ဘက်ချမ်းကိုတက်တက်ပေါင်းမယ်ညာဘက်ချမ်းကိုမလုပ်မယ်ဆိုရင်တက်တက်ပေါင်းဘယ်ဘက်ချမ်းကိုပေါင်းလိုက်တဲ့အခါမှာ mod u cross v square အပေါင်းဘတာယူတော့ဘတာ v square square ညာဘက်ခြမ်းကိုပေါင်းတဲ့အခါမှာမော်ယူစကွဲမော်ဘူစကွဲအောက်ပါလဲမော်ယူစကွဲမော်ဘူစကွဲဒီခုပါနေရတဲ့ကြောင့်အဲ့နှစ်ခုကိုကျွန်တော်ဘုံထုတ်လိုက်အဲ့တော့မော်ယူစကွဲမော်ဝီစကွဲတော့ပေါ်လို့လာလို့ရှိရင်ဘယ်မှာမကြောင်လဲဆိုလို့ရှိရင် sin square theta plus cos square theta ဆိုတာဟုတ်ပြီ ကျတော့ဒီမှာအစားထိုးလို့ရတဲ့ကောင်တွေအစားထိုးလိုက်တော့မယ် modular u crop ရကျတော့ရှာထားခဲ့တာဘာရလဲဆိုလို့ရှိရင် root 20ရ root 20 square plus ဘတာယူတော့ဘတာဘူး square ဘတ် modular square က3 square 3 square ဆိုတော့ဆရာတို့ဘာရလဲဆိုလို့ရှိရင်နာတင်ဘူး modular square ကျတော့ဘာရလဲဆို5 5က5 square ဘာရလဲဆိုရင်

ာပတာယူတော့ပတာဘူးခွဲပတာယူတော့ပတာဘူးခွဲဒီခွဲလူသုံးတက်က9ငါးတက်က25တက်တက်တယ်ပြောမှာ25နဲ့ကိုယ်နဲ့တော့ဒီဒီဖိုင်ရဒီဒီဖာအဲ့တော့ဆရာတို့ဒီနေ့ကောင်းနေထားခဲ့မယ်ပတာယူတော့ ဘတာပူကြီး square equal to 225ကျတာနေပြီးတော့26ကိုလိုက်တာဖြစ်ပြီ199ဆိုတော့ဆရာတို့လိုချင်တာက square ကိုလိုချင်တာမဟုတ်ဘောင်းလိုချင်တာလဲဆိုရင်ဘတာ u dot ဘတာပူကြီးလိုချင်တာအဲ့တော့ဘတာ u dot ဘတာပူကြီးကိုသူ့ကို square လို့ယူတာ square ရဲ့ကမှာ plus or minus 199အဲ့တော့ဆရာတို့ဘတာ u dot ဘတာပူကြီးရှာတဲ့ခါမှာ plus ဘူးဝန်နာနာရဲ့မိုင်းလိုက်ဘူးဝန်နာနာရဲ့ဆိုတော့ possible ပဲလို့ပြောပြရအောင်ဟုတ်ကဲ့နံပါတ်2လေးက show the တက်တည်ပြပါတယ်ခေရဲ့အန်လေးအမေရာ are buttons of the right angle triangle ကေရဲ့အန်လေးအမေရာဆိုလို့ရှိရင်ဒေါမန်3တန်တစ်ခုရဲ့စုမတ်တွေဒီကြောင်မလုပ်ပြရမယ်ဆိုရင်တက်တည်ပြပြ အဲ့တော့ A ရဲ့ A ရဲ့ A ရဲ့ဓာတ်မှန်ပြည်တဲ့လူရဲ့စုံမဲ့တီကြောင့်ဆရာတို့မလုပ်ပြရမှဆိုရင်တက်တည်ကြမရဘူးအဲ့တော့ဓာတ်မှန်ပြည်ကဒီ K ရဲ့ A ရဲ့ A ရဲ့ကဒီဓာတ်မှန်ပြည်ကတူရဲ့စုံမဲ့တီဖြစ်တာဟုတ်ပြီလားအဲ့တော့ဓာတ်မှန်ပြည်ကတူရဲ့ဆိုတာကဆရာတို့ဘာလို့လဲလို့ဆိုရင်ပဒါနကူဓာတ်မှတ်ကြမိနေကြောင်းဘာဖြစ်လဲဆိုလို့ရှိရင်အနားနှစ်ဘက်ဘာဖြစ်လဲဆိုလို့ရှိရင်ဓာတ်မှတ်ကြအဲ့တော့ အနားနှစ်ဖက်တောင်းဘက်ကြားဖို့ဆိုလို့ရှိရင်ဆရာတို့အဲ့ဒီအနားနှစ်ဖက်ကဘက်တာရီကဘာဖြစ်နေရမလဲအဲ့ဒီအနားနှစ်ဖက်ကဘက်တာရီရဲ့ဒေါမြောက်လက်ကဘာဖြစ်လဲသူ0နဲ့တူနေရအနားနှစ်ဖက်ကဘက်တာရီကဒေါမြောက်လက်က0နဲ့တူမယ်ဆိုရင်အဲ့ဒီအနားနှစ်ဖက်ကပါပန်ဒီကူလာဖြစ်ပြီးတော့ဆရာတို့တောင်းဘက်ကြားပြီးတော့ဒီကောင်ကြီးကတောင်းဘက်ပြီးတန်းဖြစ်သွားတယ်အဲ့တော့ဆရာတို့အရှာဖို့လိုရတယ်ဆိုရင်3ကတူရဲ့အနားသုံးနာရဲ့ဘက်တာရီကိုရှာပြရမယ် အန်အန်ရယ်ခီအန်ရယ်ခီအန်ရယ်ဆိုတဲ့အလားသုံးတော့ရှာမယ်ရှာပြီးတော့လို့ရှိရင်ဘယ်အနားနှစ်ခုရဲ့ dot product ကြောင်းလိုက်တာ zero ရမယ် zero ရတဲ့အနားနှစ်ခုက perpendicular ဖြစ်တယ်နော်ဒီကောင်ကိုအယူအဆဖြစ်သွားအောင်တွက်ပေးရအဲ့တော့ဆရာပေးလာတဲ့ vertex တွေကိုအရင်ကြီးလိုက်မယ် k မက4 3 1အာလမက -3 4 2 အအမကဝါမနက်ကိုပတာကောလန်တောင်းလာဆိုကွာကိုခေပတာကိုဒီ4 3မိုင်းလောက်ပါဟုတ်ကောကိုအလပတာကိုဒီဘာကြဘာဘာဘာအဲ့တော့ကျတော် သတိကံတစ်ခုရဲ့မှာရှိတဲ့အနာသုံးနာရဲ့ဘတာတစ်ခုရှင်းစီကိုရှာလိုက်အရင်လို KN ဘတာကိုရှာလိုက် KN ဘတာလိုချင်ရင် OL ဘတာတွေကနေပြီးတော့ OP ဘတာကိုမလုပ်ရဆိုရင်လုပ်ပေး OL ဘတာက -342 minus OK ဘတာက43 minus 43 minus ီနိုက်တက်ကမှာ0လို့ပိုင်ရအောင်လို့ဆိုရင် -3 -4 ဆိုတော့ -7 4-3ဆိုလေးရ3လို့တော့1 2 +3 ဆိုတော့4လို့တော့ဘာလို့ဘယ်ဘက်တော့ရှာလိုက်မယ်ဆိုလို့ရှိရင်ဆရာတို့ I am ဘတာကိုဘာလို့လဲမသိဘူးရှာလိုက်မယ် I am ဘတာဆိုတာက OM ဘတာတွေကနေပြီးတော့ OL ဘတာကိုနှုတ်တယ် O M ဘတာက2မ21 minus 21 minus 2 minus O L ဘတာက minus 3 42 minus 3 42ကွယ်ဒီဘယ်လိုလဲတဲ့ကမှာဘလတ်ဖြစ်သွားမယ်ဆိုတော့5 1 4ဆိုတော့ -3 -2 -2 ဆိုတော့ -4 ဆိုတော့ ားတစ်ခုကျွန်တော်တို့ KM ဘတ်တာကိုရှာလိုက်မယ် KM ဘတ်တာ KM ဘတ်တာလို့ဒီ OM ဘတ်တာတဲ့ကနေပြီးတော့ OK ဘတ်တာကိုမလုပ်လို့ပြုတ်တယ် OM ဘတ်တာက21 minus 2 minus OK ဘတ်တာကကျွန်တော်တို့43 minus 1 43 minus 1လောက်ကြတဲ့ တဲ့အခါမှာဘာရောက်လို့ဆိုလို့ရှိရင် minus 2 minus 2တော့ဘာရောက်လို့ဆိုရင် minus 1အဲ့တော့ဆက်လို့ဘယ်ပတာနှစ်ခုရဲ့နောက်လက်ကဘယ်ပတာနှစ်ခုရဲ့ dot product နောက်လက်က0ရမယ်ဆိုတာစမ်းကြည့်ရဇီရိုရတဲ့ပတာကိုပဲဆရာဒေါမြောက်ပြီးတော့တွက်လိုက်နော်။ဒီလိုတော့အကျန်းလေးထဲမှာတွက်လိုက် โอเคပတာနဲ့ KM ပတာကိုဒေါ်လို့ရှိရင်0ရမှာကျွန်တော်တွေ့ပြလိုက်ကျွန်တော် KM နဲ့ RR နဲ့ပတာနှစ်ခုကိုဒေါ်လို့ကြည့်အောင်ဒေါ်လို့တယ်ဆိုတာကဒင်းမြောက်ပြီးတော့ပေါင်း minus 35 minus 35 minus 3 minus 2 0မရအောင်အဲ့တော့ဒီပတာနှစ်ခုက0မရအောင်ဆိုရင်အခြားပတာနှစ်ခုကိုကျွန်တော်တို့ဒေါ်လို့ကြည့်လိုက်မယ်ဒါအန်အန်ပတာနဲ့ ခေယံပနာကိုဒေါ်လုတ်ကြည့်လိုက်ဒေါ်လုတ်တယ်ဆိုတာကဒဲမြောက်ပြီးတော့ပေါင်းအောင်ပါတောင်ကမိုင်းနဲ့တန်တောင်ကမိုင်းနဲ့မိုင်းနဲ့ဆိုပလတ်စင်တောင်မိုင်းနဲ့မိုင်းနဲ့ဆိုပလတ်ဖောအဆိုရင်တောင်ပါရမယ်ဆိုရင်ဒီလိုရဘတာနှစ်ခုအလ်အမ်ဘတာနဲ့ခေယံပနာကိုဒေါ်ပရိုဒက်လုတ်လိုက်တဲ့အခါမှာဇီရိုရတယ်အဲ့တော့ဆရာ0ရတဲ့ဘတာကိုပဲဆရာထွက်လိုက် အဲ့တော့ဒါတို့အာအဘတာနဲ့ခီယံဘတာကိုတော့လုပ်လိုက်မယ်အာအဘတာတော့ခီအာဘတာကိုအာလာဘတာတော့ခီယံဘတာအာလာဘတာက5 binary binary 4 5 minus 3 minus 4တော့ခေယံဘတာက 2 minus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  2တော့ flow product ဆိုတာဒင်းမြောက်ပြီးတော့မလုပ်ရမယ်ပေါင်းပြရမယ်5 minus 2 minus 3 minus 6 plus 10 minus 4 minus 1ဆိုတော့ plus 4ကျွဲ့ပြီးအဲ့တော့ lm butter dot km butter က တော့လုတ်တာကဒီလိုရတယ်ဘတာနှစ်ခုတောင်းပတ်ကြလို့ရှိရင်သူတို့နှစ်ခုရဲ့ dot product ကဇီရိုနဲ့နေတယ်ဘတာနှစ်ခုရဲ့ dot product ကဇီရိုနဲ့နေတယ်ဆိုလို့ရှိရင်အဲ့ဒီဘတာနှစ်ခုကဘာဖြစ်လဲဆိုရင်တောင်းမှကြာဟုတ်နော်အဲ့တော့ LM ဆိုတဲ့မြင်းလေးရဲ့เนาะအနားလေးရဲ့ perpendicular ထို့ကြောင့် KM ဆိုတဲ့အနားလေးရဲ့ကတောင်းမှကြာတယ် ။ဒါသတိကံတစ်ခုမှာအနားနှစ်ဖက်တောင်းမကြဘူးဆိုလို့ရှိရင်အဲ့ဒီသတိကံကဘာသတိကံဖြစ်သွားမလဲဆိုလို့ရှိရင် right angle triangle တောင်းမှန်သတိကံဖြစ်တယ်။ဒီမှာ I am နဲ့ I am နဲ့ဟုတ်ဒီမှာကဆရာယာလီထားတာလွဲနေတယ်။အဲ့တော့ key am key am key am ဆိုတဲ့အနားလေးရဲ့နောက်တစ်ခုဘာဖြစ်လဲဆိုရင် I am LM ဆိုတဲ့အနားလေးတစ်ခုရရပါပန်ဒီကူလာဖြစ်ပါတယ်။ဒါကြောင့်မလို့ triangle KMN ကဘာလဲဘာဖြစ်သွားမလဲဆိုရင် right angle triangle ဖြစ်သွားမှာ။ဆိုကြ triangle KMN ဆိုတဲ့ကောင်က is and is a right angle triangle အဲ့တော့ဆရာတို့က triangle KMN က downman trigger ဖြစ်သွားတဲ့အကြောင်းမို့အဲ့ဒီ downman trigger မှာရှိတဲ့ KMN ဆိုတဲ့ downman trigger ဆိုတဲ့ super trigger ဖြစ်သွားတယ်ဆိုတာဒီကဘုရား K ဆိုတဲ့အမှတ်ကေ N ဆိုတဲ့အမှတ်ကေ N M ဆိုတဲ့အမှတ်ကေက R ဘာချက်ဆို of it right and get it right. Chào nó.